အဲ့လိုပဲသူကတော့အဲ့လိုပဲပြင်းတဲ့ခါကျတော့ဆိုကျွန်တော်နဲ့လာလာပြီးတော့အဲ့လိုလာဆော့တာပေါ့နော်လာဆော့တော့လေအပီးနာမှာဒီတိုင်းပဲသူဆော့တဲ့အချိန်ဆိုရင်တော့အဆင်ပြေတယ်လို့ကနေပေးလိုက်တာပဲအဲညီမလေးကတော့ခုတော့သူကရင်ကျင်းမှုရင်ကျင်းမှုတက်ကတူတက်နေတယ်တပင်းနဲ့ပေါ့နော်တပင်းမြန်မာအကပေါ့သူကတော့တက်နေဟုတ်အဲ့ဒါတော့သူဝါသနာပါအဲညီမလေးကတော့ကျွန်တော်ကိုသူသူမဆိုးလေးနဲ့သူပြန်ကြတော့လေကျွန်တော် ဒီလောက်ပါပဲအရင်ဟိုကျွန်တော်မိသားစုကအရင်ဟိုလိုမျိုးထွေးထွေးအသိမရှိပါဘူးရိုးရှင်းရှင်းပါပါတယ်ရောအများနေတာပါအဲ့ဖြစ်ဘူးအဲနည်းနည်းပါပါပေါ့သူကလည်းသူအချိုးကြပြီပေါ့ဟုတ်ဒီသတင်းချုပ်မှလည်းเนาะကိုရဲ့မိပါတယ်ဆရာသမားတွေပြောတာတွေတွေ့ရအဲ့ဟုတ်ကဲ့ပါဟုတ်ဒါကတော့ဒီကျွန်တော်တို့ရဲ့ဒီမြန်မာဒလီထုံးစံအရာပေါ့เนาะ ကိုယ့်ရဲ့မိဘတွေဆရာသမားတွေကိုတရင်ကျွတ်တရင်ကျွတ်ဆိုရင်အမြဲတမ်းကရုဏာနေတော့ဆိုတော့ဒါသူ့ရဲ့ delay ရပါတော့လိုက်ပြီးတော့ကရုဏာပြတာပါ ဆရာရဲ့ပြောတဲ့စကားတွေကတော့ဘယ်လိုလဲဖြစ်ဖြစ်ပြောလိုက်တဲ့ခွန်လမ်းကတော့ဟာကိုရီတွက်ကမှတ်သားစရာတွေကြီးပဲပေါ့နော် ပြီးတော့တကယ်လဲမှန်တဲ့ဟာတွေပဲလေဆိုတော့ဆရာကပြီးတော့သူကတဲတမှာတဲပြောတတ်တယ်ပြီးတော့မှန်တာပဲပြောတတ်တာဆိုတော့အဲ့လိုမျိုးကျွန်တော်တို့တစ်ခါတစ်ခါဆုံးမလိုက်တယ်ဆရာစီသွားရင်ဆရာစကားတွေနောက်ထောင်လိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့လည်းတစ်ခုမို့တစ်ခုတော့အများရန်မှတ်သားစရာရောဒီတင်စရာတွေရောအများကြီးရတယ်ပေါ့နော်အဲ့တော့ဒီဆရာနဲ့အလုပ် လက်တွဲလာတဲ့ဒီ၈နှစ်တာ၉နှစ်အတွင်းမှာပေါ့နော်ဆရာစီကနေပြီးတော့ဒါအများကြီးသိင်ဆရာတွေရောမှတ်သားဆရာတွေရောအာအများကြီးရရခဲ့ပါတယ်အခုဗီဒီယိုလေးဆက်လုပ်ကြည့်ပြီလားဟုတ်ပါပြီ1 2 3ကျွန်တော်ရဲ့အဲမမေကိုတော့မမေကိုတော့ရိုးရှင်းရှင်းပါပဲ အဲကျွန်တော်ရတဲ့ဒီလောဝကတွေရပါတော့လောဝကတွေရပဲကျွန်တော်စုပြီးတော့ခရော့ပြစ်တယ်အဲညီမလေးကတော့ကျွန်တော်ကိုသူသူဘယ်လိုခေါ်မလဲပစိုးလေးနဲ့သူပြန်ကြော်တယ်ကျွန်တော်အဲနှစ်တိုင်းပါတော့အဲသူသူဝယ်ပေးတဲ့ပစိုးလေးရှိတယ်သူကတော့ပစိုးလေးနဲ့ကျွန်တော်ကြော်ကျွန်တော်ကတော့သူ့အတွက်မိုးဘိုးလေးပြန်ပေးတော့ပေါ့ဒီလောက်ပါပဲအရင်ဟိုကျွန်တော်မိသားစုကအရင်ဟိုမျိုးထွေထွေသိမရှိပါဘူးပြောရှင်းရှင်းပါပါညီမလေးကပစိုးလေးကတော့ဆိုတော့အကိုအချိုက်ကိုပြီးလို့လားဟိုအကိုကလည်းပစိုးလေးကြိုက်တာအဲပစိုးကတော့ကျွန်တော်သဘောကျတယ် အဲဒီမြန်မာဝုဆုံဝေးရလဲကျွန်တော်သဘောကျတယ်ပေါ့အဓိကဖျားသွားတာလို့အဲ့လိုမျိုးအတူသွားတာလို့ဆိုရင်ကျွန်တော်တော်တော်များများပစိုးဝဖြစ်တာများတယ်ပေါ့အဲ့လိုညီမလေးရတယ်ဒါပစိုးလေးနဲ့သူတော်တော်ဖြစ်တာဖြစ်တိုင်းကြည့်တော့ပစိုးဝပစိုးဝနေလားဘိုးဘိုးပေါ့နောက်ကြည့်ရလားဘိုးဘိုးကတော့ပေးရတော့သူသူသုံးမှုအတွက်သူသူចောင်းတက်နေတာဆိုတော့သူ့ကိုသုံးမှုလေးပါလေးတော့သူပြီးတော့ပေးရတော့အများကြီးတော့မတောင်းပါဘူးကိုလေးမင်းမျိုးမဟုတ်ဘူးပြင်တော့ပါဟုတ်ကဲ့ အဲ့တော့ဒါဘာလို့ဒီမှာလဲကိုယ်တိတိတဲ့ထမပါလာလို့ကိုယ်ပေါ်ပြန်ပြောဟုတ်တိတဲ့ပါတယ်ဒီကကြောက်လို့ခလေးဆိုတော့လေအငယ်ဆုံးဆိုတော့လေချိုးရလေးကြောက်တော့လေပြောပြမှသိရပါတော့ဟိုကိုကလေပြောပြတာငါမင်းတို့ပေါ်မွေးပေါ်လာတာအလိုပဲသူကတော့အလိုပဲပြင်းတစ်ခါကြောက်လို့ဆိုကျွန်တော်လည်းလာလာပြီးတော့လို့လာဆော့တာပေါ့နော်လာဆော့တော့လေအပီးနာမှာဒီတိုင်းပဲသူဆော့တဲ့အချိန်ဆိုရင်တော့အဆင်ပြေတယ်လို့ကနေပေးလိုက်တာပဲပရိသတ်သတိထားမိရမှုပေါ့သူကသူတို့အာ ညီမလေးပါသားညီမလေးသူ့အတူရှောက်ပြီးတော့ခီးတွေပဲထွက်လို့ရှိရင်သူ့အတူရိုက်ထားတဲ့ဟာလေးပါအမတ်တရားပေါ့နော်ပြောမယ်ဆိုရင်ဟိုလိုမျိုးဟို TikTok ဆော့တယ်လည်းမဟုတ်ပါဘူးသွားတဲ့နေရာလေးတွေဒါမမီနဲ့ညီမလေးရဲ့အမတ်တရားပေါ့နော်ဒါ memory လေးလို့ memory လို့ပဲပြောရောက်ခဲ့တဲ့နေရာလေးတို့ဒါမှတ်တမ်းတင်တဲ့သဘောပါဟိုလိုမျိုးကြီးသက်သက်ကြီးဟိုဆော့တာမျိုးတော့မဟုတ်ပါဘူးအပြော်ပေါ့နော်စိတ်ထွက်ပေါက်လေးတခုပေါ့အဲ့လိုပါ ကျွန်တော်တို့အလုပ်ကိုလူပညာအလုပ်လို့ပြောသလားကျွန်တော်ရှိနေဆက်ပေါ်အဲညီမလေးကတော့ခုတော့သူဟာအရင်ချင်းမှုရင်ချင်းမှုတက်ကသူတက်နေလေသပင်းနဲ့ပေါ့နော်တပင်မြန်မာအကပေါ့သူအဲ့ဒါကိုတက်လေဟိုအဲ့ဒါတော့သူဝါသနာပါတပင်ကတော့အဲတပင်ကဟိုဘယ်လိုအကတော့ပေါ့ကြာတပင်လို့ဘယ်လိုပြတ်လဲတပင်ကြတော့ဘယ်လိုပြောပြရမလဲကျွန်တော်ကြတော့တေယုတေယုဆောင်ဘက်ကိုဝါသနာပါတာပေါ့နော်အဲညီမလေးကြတော့သူတပင်တက်ချင်တယ်ဒီအကတက်ချင်တယ်ဆိုတော့တက်ပေါ့ဘယ်လိုလဲ ဒီလက်ပတ်သက်အေးပေါ့အေးပေါ့အခုမှတက်နေတော့မှာကြောင်းလည်းမပြီးသေးဘူး The to be the to to be see me လေးတွေထုံးမြေဗုဒ္ဓကိုပူဇော်ဒါကတော့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်ကလည်းကိုအဲကိုလှုပ်ချင်တဲ့အလုပ်ကိုလျှောက်ချင်တဲ့လမ်းကြောင်းပေါ့နော်ကိုဆုံးဖြတ်ပြီးတော့လျှောက်ခဲ့တဲ့အတွက်ညီမလေးကိုလည်း ညီမလေးကိုလည်းကိုဟာပေါ့ကိုဝါသနာပါတာကိုကိုဖြစ်ချင်တာကိုတေချာဆုံးဖြတ်ပြီးတော့ပဲလှုပ်စေချင်တယ်အဲကျွန်တော်ကဘာလို့ညာလှုပ်ထပ်ပေါ့နော်သူကိုယ်တိုင်စိတ်ထဲမှာသူ့ရဲ့စိတ်ထဲမှာဘယ်ရောက်ပို့ပြီးဝါသနာပါလဲဘာကသူ့အတွက်ပို့ပြီးတော့ပျော်ရွှင်စေမလဲပေါ့နော်အဓိကအလုပ်လုပ်တယ်ဆိုတာလည်းကိုလှုပ်တဲ့အလုပ်ကိုပျော်ရွှင်မှုရဖို့ကလည်းလိုအပ်တယ်လေအလုပ်မှာပျော်အောင်နေတာထက်ပေါ့နော်ကိုလှုပ်တဲ့အလုပ်ကိုစေရောကိုရောပျော်ပြီးတော့လုပ်နေတာပို့ပြီးတော့ကိုယ့်အတွက် ်ကိုကောင်းမယ်လို့ကျွန်တော်မြင်တယ်ပေါ့အဲ့တော့သူဖြစ်ချင်တာကိုပဲကျွန်တော်ကတော့ like လုပ်ပေးဖို့ပဲရှိပါတယ်ကျွန်တော်ဘက်ကတော့သူဖြစ်ချင်တဲ့အရာပေါ်မှာမူတည်ပြီးတော့음ကောင်းသည်ဆိုသည်ကတော့လမ်းပြပြရအောင်ကျွန်တော်ကတော့သူ့ကိုဘာကြီးလုံညာကြီးလို့ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော် control အောက်မှာကျွန်တော်တော့မသွားခိုင်းဘူးပေါ့သူဆုံးပြချက်နဲ့ပဲသူသွားစေချင်တယ်